ရှင်သာရိပုတ္တရာကသူရင်ပြားတဲ့ဟောဒီယဟန်အယောတပည့်တော်သူတို့ကိုစားဖိတ်ကြပါလေပြောစရာကဲ့ရဲ့စရာများရှိပါသလားကိုမှုနှုတ်မှုနဲ့ပတ်သက်ပြီးပြောစရာကဲ့ရဲ့စရာရှိပါသလားဆိုတော့မြတ်စွာဘုရားကမရှိပါဘူးတဲ့ဒီထဲမှာအပား60ကတေဝိဇ္ဇာဝိဇ္ဇာသုံးပါးရရှိထားတဲ့တကယ်ရဟန္တာပုဂ္ဂိုလ်တွေဖြစ်တယ်တဲ့နောက်ထပ်အပား60ကဆက်လာပင်ညာအပင်ရှင်6ပါးနဲ့ပြည့်ဝတဲ့ဂုံတုဝိသီတာရှိတဲ့ရဟန္တာတွေပဲဖြစ်တယ် နော်တိဝိဇာနဲ့ဆလပညာနဲ့နောက်အပန်း60ဟာဥပ္ပတောဘာကဝိမု ക്ത နှစ်ဖက်အစုံကနေပြီးတော့နော်နှစ်ဖက်အစုံကနေပြီးတော့ကိလေသာတွေကလွတ်မြောက်ထားတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များတွေဖြစ်တယ်။ဉာဏ်နဲ့ပုဂ္ဂိုလ်တွေကပညာဝိမု ക്ത ပုဂ္ဂိုလ်တွေဖြစ်တယ်။အဲ့တော့ဒီယဟန်900ဇလုံးဟာတကယ်ယဟန်နာတွေကြီးပဲလို့ဆိုတော့အပြစ်ပြောစရာတခုမှမရှိဘူးလို့မြတ်စွာဘုရားကအတိပြုပြန်ကြားပေးလိုက်။ကြည့်ဘလို့ယဉ်ကျေးတို့ဘာမှအပြစ်မရှိတာတောင်မှပဲအပြစ်ရှိပြောကြလို့ဒီလိုဖွင့်ဟပေးနိုင်တဲ့ဒီ စိတ်ထားသဘောထားဟာဘလောက်ကြီးမြတ်တယ်လဲဆိုတာစဉ်းစားကြည့်နော်လောကလူတွေဟာကိုယ်မာနကိုမချိုးနိုင်ဘူးနော်ကိုယ်မာနကိုကိုယ်မချိုးနိုင်ဘူးရှင်သာရိပုတ္တရာတို့ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေဟာမာနဆိုတာလုံးဝမရှိတဲ့ပုဂ္ဂိုလ်မျိုးပဲလုံးဝမရှိဘူးတောင်းပန်စရာရှိရင်သူကပဲအရင်တောင်းပန်တယ်ဇာလန်းလေးတွေရှိတယ်ပိဋကတ်ထဲမှာရှင်သာရိပုတ္တရာမထင်မြတ်ခုနှစ်နှစ်အရွယ်ကိုရင်လေးတစ်ပါးကရှင်သာရိပုတ္တရာသင်္ကန်းစာလေးနောက်မှာရှင်းကြပြီးမညီမညာဖြစ်နေတာကိုထောက်ပြပြီးရှင်ပြသင်္ကန်းကြီးရှင်းကြနေပါတယ်လို့ပြောလို့ တရုတ်တတိတလေးတစားသင်္ကန်းကိုပြင်ဆင်မှုပြီးတော့မှရှင်သာရိပုတ္တရာကတင့်တယောပါပြီလားလို့ဝင်လေးကိုတောင်းမှ respect ပေးတယ်ပေါ့တလေးတစားလောက်တယ်လို့ပြောတယ်